ထိုင်းဝန်ကြီးချုပ်ပေတုံနန်ကအစိုးရအနေနဲ့လက်တလုံးငလင်ပေးနဲ့အမေရိကန်ကုန်သွယ်ရေးမူဝါဒတွေရဲ့တက်ရောက်မှုတွေကိုရော့ပါတတ်တာစီဖို့အတက်နိုင်ဆုံးဆောင်ရွက်သွားမယ်လို့ထိုင်းပြည်သူတွေကိုအာမခံပြောကြခဲ့ကြောင်းတနေရှင်းကဖော်ပြခဲ့ပါတယ်။လက်ရှိမှာထိုင်းနိုင်ငံဟာမလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ပေးနဲ့ထိုင်းကုန်ပစ္စည်းတွေအပေါ်အပြန်အလှန်အကောက်ခွန်30%ရာခိုင်နှုန်းကောက်ခံမယ်ဆိုတဲ့အမေရိကန်ရဲ့ကြေညာချက်အပါအဝင်မကြုံစဖူးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ပေတုံနန်ကပြောကြခဲ့ပါတယ်။လူအသက်တွေနဲ့အိုးရင်အဆောက်အဦတွေကိုတိတိတတ်တတ်ပျက်စီးစေခဲ့တဲ့ငလင်နဲ့ပတ်သက်ပြီးအစိုးရအနေနဲ့ငလင်တန်တဲ့ပြည်သူတွေရဲ့ဒုက္ခကို ိုရော့ဘတ်တက်တာစီဖို့တက်နိုင်သမျှအားလုံးဆောင်ရွက်ပေးမယ်လို့ပြည်တော်နယ်ကခရီးပြုခဲ့ပါတယ်။ကျမတို့တွေအရင်တုန်းကနိုင်ငံနဲ့ပတ်သက်ပြီးအကြအတဲတွေအတော်များများကိုကြော်လွှားခဲ့ပါတယ်။ကျမတို့ပြည်သူတွေရဲ့စီးလုံးညီညွတ်မှု၊ကူညီထောက်ပံ့မှုနဲ့တနာကျင်နာမှုတွေနဲ့အတူဒီအကြအတဲကိုလည်းကြော်လွှားနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ပြည်တော်နယ်ကပြောကြားခဲ့ပါတယ်။အမေရိကန်ကွန်တိုရေးမူဝါဒတွေနဲ့ပတ်သက်ပြီးအခြားနိုင်ငံအများပြားကလည်းအဲ့ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်နေရကတက်ရောက်မှုတွေကိုယုံနေစေဖို့စီမံချက်တွေလုံဆောင်နေကြောင်းပြည်တော်နယ်ကပြောပါတယ်။အမေရိကန်အစိုးရနဲ့ဆက်ဆက်ဆွေးနွေးဖို့နိုင်ငံအများပြားကစီစဉ်နေကြကြောင်းအမေရိကန်ရ ဲ့မူဝါဒတွေရာထိုင်ပုံကုန်တွေအထူးသဖြင့်လျှက်စစ်ပစ္စည်းပြုပြင်ထားတဲ့အစားအစာတွေနဲ့လေယာထွက်ကုန်တွေအပေါ်တက်ရောက်မှုရှိမှာဖြစ်ကြောင်းသူမကပြောကြားခဲ့ပါတယ်။ထိုင်းဆိုရဟာထိုင်ပုံကုန်တွေအပေါ်ကိုယ်သွင်းမှုမူဝါဒတွေရဲ့အကျိုးတက်ရောက်မှုတွေကိုရှင်းချဖို့နီလန်နေအစိုးပြုဖို့အတွက်ပုဂ္ဂလိကကဏ္ဍနဲ့အမေရိကန်ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးဖို့ဇန်နဝါရီ6ရက်မှာလုပ်ငန်းတောင်းဝင်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်းပီတိုနန်ကမှတ်ချက်ပြုခဲ့ပါတယ်။ လာမဲ့တရင်ဘတ်မှာဗန်နာယီဝင်ကြီးပီချိုင်းချွန်ဟာဗာဂျီရာဟာအမေရိကန်ရဲ့ကုန်သွယ်မှုမူဝါဒမှာတည်တာထင်ရှားတဲ့အပြောင်းအလဲတွေနဲ့ပတ်သက်ပြီးအစိုးရအဖွဲ့အစည်းတွေပုဂ္ဂလိကကဏ္ဍနဲ့အခြားသက်ဆိုင်သူတွေအပါအဝင်အကြောင်းအရာအများပြားကိုဆွေးနွေးဖို့အမေရိကန်ကိုတွားရောက်မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာပုဂုံတင်ဖို့သူတဦးဖြစ်ရုံသာမကပဲယုံကြည်စိတ်ချရပြီးကာလရှိကြစီးပွားရေးမိဖက်ဖြစ်တယ်ဆိုတာအမေရိကန်မိဖက်တွေရှင်းရှင်းလင်းလင်းတည်သွားအောင်ဆောင်ရွက်သွားမှာပါလို့ပေတိုနန်ကပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်ထိုင်းနိုင်ငံဟာအမေရိကန်မှာထိုင်းရင်းနှီးမြှုပ်နှံမှုကိုမြင့်တင်ဖို့နဲ့တွင်းကုန်အတားအဆီးတွေကိုရှင်းချဖို့ကြိုးပမ်းသွား ွားမှာဖြစ်ကြောင်းလည်းပေတွန်နန်ကပြောကြားခဲ့ပါတယ်။